ဒီနေ့ကောင်းစင်ထဲမှာကျွန်တော်တို့ခုနကြားရတဲ့အတိုင်းပဲเนาะတွင်တင်ခြင်းများတက်တက်အားဖြင့်တိဆောက်ထားခြင်းမဟုတ်ပါတဲ့တွင်တင်ခြင်းတွင်တင်ခြင်းဆိုတာဩဝါဒကိုပြောခြင်းဖြစ်တယ်ဒါဆိုရင်ကျွန်တော်တို့ကတွင်တင်ခြင်းတက်တက်ဖြင့်တိဆောက်ထားခြင်းမဟုတ်ပါဘာကိုတိဆောက်တာကိုပြောတာလဲဆိုရင် အသင်းတော်အတ္တကိုပြောတာအသင်းတော်အတ္တကျွန်တော်တို့ဒီအခန်းရဲ့အစောပိုင်းမှာကြည့်မယ်ဆိုရင်ကျွန်တော်တို့ဘာကိုတွေးနိုင်တယ်လဲလို့ပြောတဲ့အခါမှာအသင်းတော်ကိုပုံပန်းတဲ့3ခု ਨੇ ပြောထားတယ်ပထမတစ်ခုကဖရာရဲ့အိမ်တော်ဒုတိယတစ်ခုက အသက်ရှင်တော်မူသောဖရာသခင်ရဲ့အသင်းတော် တတိယတစ်ခုကတမာတရားဤအခြေတရားနဲ့တိုင်းဆိုပြီးမှ ပုံပန်းတဲ့၃ခုအဖြစ်ကျွန်တော်တို့အတင်းတော်အတ္တကိုစာတုံးခဲရပြီကဲဒီနေ့ညမှာကျွန်တော်တို့အဲ့ဒါစာတုံးတဲ့အခါမှာလေအတင်းတော်အတ္တကို ကျွန်တော်တို့တိဆောက်တဲ့အခါမှာဩဝါဒနဲ့တိဆောက်လို့မရဘူးတဲ့အဲ့ဒါကိုအဓိကပြောချင်တာပါ တခါတလေကြိုက်ကျွန်တော်တို့ဘာလို့တတ်ကြလဲဆိုရင်ကျွန်တော်တို့နှုတ်ကပတ်တော်ကိုဖတ်ပြီးမှကိုလိုတဲ့เนาะကိုစန္ဒရှိတဲ့ကိုတဘောကြတဲ့အချက်ကိုကိုကဘာလို့လိုက်လဲဆိုတဲ့အခါမှာဩဝါဒလုံလိုက်တယ်ဩဝါဒလုံလိုက်တယ်ကျွန်တော်ဆိုရင်ရောငငယ်တုန်းကကြားခဲ့ရတဲ့ တွင်တင်ချင်းခံရတဲ့နှုတ်ကပတ်တော်ကိုလေအဲ့ဒါကိုပဲကျွန်တော်ကစွဲတာအဲ့ဒါကိုပဲစွဲတာဟာသူများတဲ့နှုတ်ကပတ်တော်ပြောရင်လည်းပဲကျွန်တော်ဘယ်လိုမြင်လဲဆိုဟာအဲ့ဒါမှားနေပြီအဲကိုကြားခဲ့တာကိုခံယူခဲ့တာနဲ့မတူဆိုအဲ့ကောင်မှားပြီအမေကိုကပဲအယမ်းမှန်တယ်လို့လို့နဲ့အဲ့လိုအဲ့လိုတစ်ချိန်တော့ကတော့ကျွန်တော်တို့လေ ကျွန်တော်လည်းပဲဘယ်မှာကြီးပြင်းခဲ့တယ်လဲဆိုတဲ့အခါမှာနှစ်ချင်းခရိယန်ထဲမှာကြီးပြင်းခဲ့တာပေါ့အစုကျေစုနဲ့ပတ်သက်လာတဲ့အရာအထူးသဖြင့်ဆိုရင်အနာရောဂါငြိမ်းခြင်းတို့ပါလို့ဆိုအဲသွားပြီလွဲပြီလွဲလွဲလွဲရောဒါတခါလေကြိုက်ကျွန်တော်တို့ကလူငယ်တွေဖြစ်တဲ့ခါကျတော့ဝမ်းသာလုံးလုံးလက်ခုပ်သင်းတောင်ဟဲ့ဖះเจ้าမှာလက်ခုပ်လာမသိနဲ့ကို့အိမ်မှာကို ACT အော်ပြေတနာတခါလေကြိုက် တခါလေကြိုက်ကျွန်တော်တို့ရဲ့အတ္တအထဲမှာဘာဖြစ်လဲဆိုတဲ့အခါမှာကျွန်တော်တို့ကတစ်ဖက်ပိတ်မဖြစ်ဖို့လိုအပ်တယ်။အရန်ရေးကြည့်တယ်။ကျွန်တော်တစ်ချိန်လုံးကကိုကပဲကြားခဲ့တာမြင်ခဲ့တာသင်ယူခဲ့တဲ့ဥစ္စာကအမှန်လို့ပဲထင်ခဲ့တာ။ကိုကိုတိုင်းဖတ်တဲ့အခါကျမှအော်လွဲတာတွေအများကြီးပါလားဆိုတာကိုသဘောပေါက်လာတယ်။ ဲ့ဒါကိုသဘောပေါက်လာတယ်။ဒါကြောင့်ဒီထဲမှာဒီနေ့ကျွန်တော်တို့ကိုဘာပြောတယ်လဲလို့ပြောတဲ့အခါကျရင်တွင်တင်ချက်တက်တက်အာဖြင့်တဲ့သူအဲ့ဒါကိုတိချာပြောတယ်နော်။တွင်တင်ချက်တက်တက်အာဖြင့်တွင်တင်ချက်တက်တက်ဆိုရင်တွင်တင်တဲ့စကလုံးကကျွန်တော်တို့ကိုတိဆောက်တာမဟုတ်ဘူး။ကျွန်တော်ပြောပြမယ်။ကျွန်တော်တို့အားလုံးကိုယ်အနေနဲ့ နှုတ်ကပတ်တော်ကိုပို့ပြီးမှသိကျင်တယ်ဆိုရင်စံစာကြောင်းသွားလို့ရတယ်ဒါပေမဲ့เนาะအသိပဲကျွယ်သွားတာထပ်ပြောပါမယ်အသိပဲဘာဖြစ်သွားတာလဲကျွယ်သွားတာအသိကျွယ်တော့ဘာဖြစ်လဲထောင်လွားတယ်ဒါကြောင့်မို့ဒီနေ့ကျွန်တော်တို့ရဲ့အတ္တဓာတ်မှာဖယားတခင်ကတွင်တင်ချက်များ တက်တက်ဖြင့်အသင်းတော်ကိုတိဆောက်ခြင်းမဟုတ်ဘူးဆိုတာကိုကျွန်တော်တို့ကိုသိစေ။ဒါကြောင့်ဒီနေ့ကျွန်တော်တို့ရဲ့အသက်တာမှာတွင်တင်ခြင်းကဘာကိုဖြစ်စေတယ်လဲဆိုရင်သူတစ်ပါးတွေကိုအတိကျွယ်သွားစေတယ်။ပိုဆိုးတာကဘာလဲဆိုတဲ့အခါမှာတခါတလေကျရင်အဲ့ဒီဩဝါဒတွေကဖျားနဲ့တောင်ပိုးပြီးမှဘာဖြစ်စေလဲဆိုတဲ့အခါမှာဝေးကွာစေတယ်။ တချို့ကျွန်တော်ကြားပါတယ်တချို့ကျွန်တော်ကြားတယ်ဘာပြောတယ်လဲဆိုတဲ့အခါမှာကျွန်တော်တို့လည်းဩဝါဒဆိုတာအများကြီးကြော်ဖြတ်ခဲ့ရတယ်ကျွန်တော်တို့ကနော်ငယ်ကလေးကနေကြီးလာတဲ့အခါကျတော့ခုနပြောသွားတဲ့အတိုင်းပဲအများကြီးနားထောင်ခဲ့ရတယ်ကြော်ဖြတ်ခဲ့ရတချို့ကဘာပြောလဲဆိုတဲ့အခါကျတော့ ဂျေဇူးတော်နဲ့ပတ်သက်ပြီးမှเนาะဒီမှာအဲ့ဒါနဲ့ပတ်သက်ပြီးမှလည်းသူရေးထားပေးတယ်ဂျေဇူးတော်တက်တယ်တဲ့ဩဝါဒအထဲမှာဂျေဇူးတော်ကိုဩဝါဒလုပ်ဖို့မဟုတ်ဂျေဇူးတော်ဟာပုပ်ကိုတော်မြတ်ဖြစ်တယ်ဂျေဇူးတော်ကိုဩဝါဒလုပ်လိုက်ရင်ဘာဖြစ်သွားသလဲလို့ပြောတဲ့အခါမှာဂျေဇူးတော်ကဩဝါဒအနေနဲ့ဖြစ်သွားတဲ့အခါမှာ ယုံကြည်သူတွေရဲ့အတ္တတာမှာအသက်ရှင်ခြင်းကဗယံပဒါဖြစ်စီတချို့ဘာပြောလဲညီကိုရိစီကနေပတ်စံသွားချီးတာပြန်မပေးဘူးမပေးဘူးမဆက်ဘူးတကယ်အဲ့ဒါတွေကြားတဲ့အခါကျတော့လေအော်ကြည်စန်းလို့ ကျွန်တော်တို့ရဲ့အသက်ရှင်ခြင်းကလေဗယံပဒါတွေဖြစ်ကုန်တာအမလီမဟုတ်တာလုပ်ရင်လည်းပဲကိစ္စမရှိဘူးတဲ့ကြီးစုတော်ကြောင့်ငါခွင့်လွှတ်ခြင်းရကြီးစုတော်မမားဘူးနော်မမားဘူးပုဂ္ဂိုလ်တော်မြတ်ဖြစ်တယ်ခရစ်တော်ကိုယ်တိုင်လေဒါပေမဲ့အဲ့ဒီကြီးစုတော်တတ်တဲ့ဆိုတာကဩဝါဒလုပ်လိုက်ရင်ကျွန်တော်တို့အတွက်အသက်ရှင်ခြင်းက ဘယံမတာဖြစ်စီကြည်စုတော်ပဲစာကျင်တာစာလို့ရပြီတောက်ကျင်တာတောက်လို့ရပြီကဲကျင်တာကဲလို့ရပြီဩဝါဒဖြစ်သွားရင် ကျွန်တော်တို့အတွက်အန္တရာယ်ရှိတယ်ဒီနေ့ဒါကြောင့်ကျွန်တော်တို့ရဲ့အတ္တတာအထယ်ထဲမှာဖရာတခင်ကကျွန်တော်တို့ကို ဝါဒတက်တက်နဲ့အသက်မရှင်စေချင်ဘူးထပ်ပြောပါမယ်ထပ်ပြောပါမယ်ရှင်ပေါလုကိုယ်တိုင်ကတိမောတေကိုစာလန်းရေးတဲ့အခါမှာထောင်ကနေရေးတာနော်ဘာကြောင့်လဲဆိုတဲ့အခါမှာပေါလုကနောက်ဆုံးသူမတည်ခင်လေးမှာနော်အချုပ်အချုပ်ကြခံရတယ်เนาะဒါသူသူပိုက်ဆံတဲ့ငါးပြီးမှနေရတဲ့နေရာမှာ ရောမမှာအချုပ်ကြခံတဲ့မှာထောင်ကနေရေးလိုက်တဲ့စာအဆောင်ရှိတဲ့ပြီးရင်သူ့ကိုထောင်သားတယောက်လိုပဲ သူကဘာဖြစ်လဲဆိုတဲ့ခါမှာအဲ့ဒီမှာနေပြီးမှ သူ့ရဲ့သားဖြစ်တဲ့တိမောသေးကိုလမ်းရေးတဲ့စာထဲမှာသူဘာပြောလဲဆိုရင်နှစ်တိလေးမှာအเจ้าမူကားတဲ့ နောင်ကာလ၌လူတို့သည်စင်ကြယ်သောဩဝါဒကိုနာမခံနိုင်ပဲတဲ့စင်ကြယ်တဲ့ဩဝါဒကိုကတော့နာမခံနိုင်ဘူးတဲ့နာကမခံနိုင်ဘူးနော်တဲ့ယတတောနာရှိရင်ယတတဲ့နာဆိုတာကကိုကြားကျင်တာနော်ကိုရဲ့သွေးသားစိတ်ဆန္ဒနဲ့ကိုကြားကျင်တာ အဲ့ဒါကိုရွေးပြီးမှနားထောင်ဖះပါပြောတယ်လေစိတ်မဝင်စားဒါကြောင့်ဇာတိလူဆိုတာကလေဖះပြောတဲ့စကားသူမကြောက်ဘသူပြောတဲ့စကားပဲကြားလဲဆိုရင်သွေးသားတောင့်တတဲ့စကားပဲသူကြားတာသူသွေးသားကသူစိတ်စိတ်တက်ကငါသာကြားခြင်းတယ်ဆိုရင်ကွန်ပျူတာထမှာနှိတ်ချလိုက်တယ် cloud တင်နုကပတ်တော်တာကြားတာတော့တင်မပြောင်းလဲဘူး လူမပြောင်းလဲအုံတော့ပဲကြီးသွားတာမလေအကုန်တိတာပေါ့မပြောင်းလဲဘူးမပြောင်းလဲမလေသူများတွေကိုထက်ရှယ်လိုက်အောင်မဲဘာဖြစ်တယ်ညာဖြစ်တယ်ထက်ရှယ်လိုက်အောင်မဲရှယ်လို့ရပါတယ်မပြောင်းလဲပါမပြောင်းလဲဘူးတချို့ကသူဘာပြောလဲဆိုတဲ့အခါမှာသူ့သားတိမောတွေကိုစာလန်းရေးတဲ့အခါမှာ ဒီနောက်ဆုံးတဲ့ကာလမှာတဲ့နောင်ကာလမှာလူတို့ဒီစင်ကြယ်သောဩဝါဒစင်ကြယ်သောဩဝါဒဆိုတာသခင်ကျွန်တော်တို့ရဲ့အတ္တအแทးထဲမှာရရှိခံစားစေခြင်းတဲ့အသက်တရားကိုအแทးမှာဖယားကိုတော်တိုင်အသက်ရှင်ပေးခြင်းတဲ့ဖယားကိုတော်တိုင်အလုတ်လုတ်ပေးတဲ့အရာ အဲ့ဒီစင်ကြဲတဲ့ဩဝါဒကိုနာမခံနိုင်ဘူးတဲ့ဒါပေမဲ့တဲ့ယာတတော်နာရှိလျင်တဲ့သူကဘာရှိလဲဆိုယာတတော်နာတဲ့မိမိသတ်မှတ်ခြင်းအတိုင်းတဲ့ပြင်ထက်ရေးထားတယ်နော်တိတ်ရှင်းတဲ့ကိုသတ်မှတ်ခြင်းအတိုင်းတဲ့များပြားတော့ဆရာတို့နောက်တို့လိုက်ကြလိမ့်မယ်ဆရာတောင်တက်ရောက်ပဲမဟုတ်အများကြီးပဲတဲ့အများကြီးတဲ့ဆရာအများကြီးနောက်လိုက်လိမ့်မယ် ဒီနေ့ချစ်တော်မိသားစုကျွန်တော်တို့ရဲ့အတ္တတာအထယ်ထဲမှာကျွန်တော်တို့လိုက်ဖို့ရန်အတွက်တူတီတော်ပဲအဲ့ဒါခရစ်တော်ကျွန်တော်တို့ကိုတွင်တင်ပေးတဲ့ဆရာသိမ့်သေးအမြဲတမ်းကျွန်တော်တို့ကိုလေနေနေသူကြည့်ပြီးမှအရွယ်ရောက်လာပြီဆိုရင်ခွာချတာသူ့နှဘေးမှာမကတ်ခိုင်း သူနှပေးမှမကတ်ခိုင်းသူစီမလာရောက်တင်ယူခံယူတဲ့သူ့ရဲ့တပိငယ်သားတွေကအရွယ်ရောက်လာတဲ့အခါအကုန်ခွာချတာမောင်းထုတ်တာမရှိနဲ့ဒီမှာမနေနဲ့သွားဟိုမှာသွားဦးဆောင်ဟိုဘက်မှာသွားဦးဆောင်ရန်ကုန်ရန်ကုန်မှာဆိုသူ့နေရာဒေတာအတီးတီးမန်လေးသွားကျွန်တော်ကိုဆွင်ပဲကိုပုတ်ထုတ်တာလဲဆိုရင်ဖအံဘက်ကိုပုတ်ထုတ်တာနှစ်နှစ်လောက်သွားနေရ အဲ့ဒီပြီးရင်မဟုတ်သေးဘူးတခြားနေရာပြန်ပို့တာအခုကကျွန်တော်တို့ကလေ empire တွေထောင်ခြင်းတာเนาะမလေး empire တွေထောင်ပြီးမှကြီးတစ်ထက်ကြီးဒီနေ့ချက်တော်မီတာစုကျွန်တော်တို့ရဲ့အတ္တတာအထဲထဲမှာကိုယ့်ရဲ့သားသမီးတယောက်ချင်းစီတိုင်းကဘာဖြစ်ဖို့အတွက်ပဲလဲဆိုတဲ့အခါမှာခရစ်တော်ကို ကြည်မြင်ပြီးမှခရစ်တော်ကိုထိတွေ့ခံစားဖို့အတွက် အခုကျွန်တော်တို့နှုတ်ကပတော်နားထောင်နေတယ်နော်နှုတ်ကပတော်နားထောင်တာကကျွန်တော်တို့ကနားထောင်ယုံတက်တက်ဆိုရင်အဲ့ဒါကကိုယ့်အတွက်ဘာဖြစ်သွားသလဲဆိုရင်အတိညာမှာသူကခေါင်းကြီးသွားတယ်အတိတက်တက်ပဲဖြစ်သွားတယ်နှုတ်ကပတော်နားထောင်တဲ့အခါမှာကျွန်တော်တို့ကအဲ့ဒီနှုတ်ကပတော်အแทမှာရှိတဲ့သခင်ကိုထီတွေ့ဖို့အရေးကြီးတယ် သခင်ကိုထိတွေ့ဖို့အရေးကြီးတယ်။ဒါကြောင့်ခုနပြောပြီးပြီ။နောင်ကာလမှာတဲ့လူတို့ဟာစင်ကြယ်တဲ့ဩဝါဒအဲ့ဒီစင်ကြယ်တဲ့ဩဝါဒကသခင်စကားပဲ။သခင်ရဲ့စကားပဲစင်ကြယ်။အဲ့ဒီစင်ကြယ်တဲ့ဩဝါဒကိုကျွန်တော်တို့ကသခင်ကိုထိတွေ့တော်သူဖြစ်ဖို့ပဲလွတ်တယ်။အခုနောင်ကာလမှာတဲ့အဲ့ဒီစင်ကြယ်တဲ့ဩဝါဒကိုတော့နားမခံနိုင်ကြဘူးတဲ့။ရာတတ်တော်နားရှိတယ် မိမိတတ်မဲ့ခြင်းတိုင်းတဲ့များစွာတဲ့တော့များပြတော့ဆရာတို့နောက်ကိုလိုက်ကြတယ်ချစ်တော်မိတာစုထပ်ပြောပါမယ်ဒီနေ့ကျွန်တော်တို့ဒီနေ့ညနားထောင်နေတာတောင်မှကျွန်တော်တို့ကလေအဲဒီနှုတ်ကပတ်တော်ထဲမှာသခင်ပြောတဲ့သခင်ကြွေးမွေးတဲ့သခင်ရဲ့ကြွေးမွေးခြင်းကိုကျွန်တော်တို့ကခံစားတတ်ဖို့လိုအပ်တယ်ထိတွေ့ဖို့လိုအပ်တယ် တခင်ကိုထိတွေ့လိုက်တဲ့အခါမှာအဲ့ဒီအတ္တနုကပတ်တော်ကကျွန်တော်အထဲမှာမပါလို့ပြရလဲဖြန့်ဖြူးပြီးတော့သူ့ရဲ့အတ္တကိုဝေငှဖြန့်ဖြူးတော့ဓမ္မမဟုတ်ကြည်နော်အတိတရားပဲကျွေသွားတယ်ဘာထပ်ပြောတယ်လဲဆိုရင်တမာတရားကိုနားမထောင်ပဲတဲ့တန်တာကြီးစကားကိုနားထောင်ရလွဲသွားကြတယ်နော်တတိလေးမှာလည်းပဲထပ်ပြောတယ်မိမအိုပြောတဲ့တန်တာကြီးစကားတွေ တော့ဂျူးလူမျိုးတွေပါရှိတယ်သွားမလုံနဲ့ဘာဖြစ်တာညာဖြစ်တာသူတို့တွေကပုံပြင်တအားပြောတာနားမထောင်နဲ့เนาะဒီနေ့ကျွန်တော်တို့ရဲ့အတ္တအထဲထဲမှာဒါကြောင့်မို့ဒီမှာဘာပြောလဲဆိုရင်တင်မူကားတဲ့အရာရာ၌တမာတတိရှိစီလောစင်ရဲ့ဒုက္ခကိုတီးခံလောတဲ့တတနာပြုစီရာဆောင်ရွက်ရတော့အမှုကိုဆောင်ရွက်လောတဲ့ ဓမ္မစရာအရာ၌ခံထား၍ပြုရတော်ဝတ်များကို အကုန်စင်ပြုလော့။အိုးသခင်ယေရှုကိုရောကိုချီးမွမ်းပါ။သူ့ရဲ့အတ္တအထဲထဲမှာဘာလဲလို့ခေါ်တဲ့အခါမှာသူကိုယ်တိုင် သခင်ဖျားနဲ့နော်ပေါလုရဲ့အတ္တထဲမှာသခင်ဖျားနဲ့ထိတွေ့ခဲ့တဲ့အနှစ်တာရကိုသူကိုယ်တိုင်ခံစားရုံကအခုသူ့သားဖြစ်တဲ့တိမောတေရဲ့အတ္တထဲမှာအဲ့ဒီအနှစ်တာရကိုဆက်ပြီးတယ် ဒါကြောင့်ဒီနေ့ကျွန်တော်တို့အသင်းတော်အသက်တာကိုတည်ဆောက်တဲ့အခါမှာကျွန်တော်တို့ခေါင်းကြည့်ဖို့အတွက်အတိတသက်ပေးတာမှမဟုတ်တာအတိတသက်ပေးတာမှမဟုတ်တာကိုယ်အသက်တာအထဲထဲမှာသခင်နေရာယူလာအခုကျွန်တော်နားထောင်တဲ့အခါမှာနားထောင်ခြင်းထဲမှာသခင်ကိုတိုးထီးဖို့လိုအပ်တယ်အဲ့ဒီသခင်ကိုတိုးထီးတဲ့အခါမှာပဲဘာဖြစ်တယ်လဲဆိုရင်သခင်ရဲ့အသက်ကကျွန်တော်အထဲမှာဝင်ကပြန့်ဖြူပေးတယ်ဒီနေ့ကျွန်တော်တို့ရဲ့အသက်တရမနားထောင်ရုံတက်တက်လေးနဲ့အတိကျွယ်ဝသွားဖို့ဆိုရင် ရှုံးတာပေါ့အတိကျွယ်ဝိုင်းပါဖြစ်လဲဆိုရင်ကျွန်တော်တို့ကမာနထောင်လွှားသွားတယ်ဒါကြောင့်ဒီနေ့ကျွန်တော်တို့ရဲ့အတ္တအထဲထဲမှာ experience with Christ crypto ကိုတိတွေ့ခံစားခြင်းနဲ့အတ္တအထဲထဲမှာအဲ့ဒီ crypto ရဲ့တိတွေ့ခြင်းအပြင်လွန်ခဲ့တဲ့ညနဲ့တွားချိန်မယ်ဆိုရင် အတွင်းပိုင်းအတ္တနဲ့ပြောင်းလဲခြင်းအတ္တအဲ့ဒါပဲ အပြင်ပန်းပြောင်းလဲရုံတက်တက်ပေါ့အတွင်းထဲမှာသခင်ရဲ့တုတ်ထခြင်းနဲ့ကိုယ့်ရဲ့အသက်တာထဲမှာသခင်ရဲ့အသက်ကိုကိုကိုယ်တိုင်ခံစားပြီးမှမွေ့လျော်ဝမ်းမြောက်ရတဲ့ထိုတခိကို ပြန်လဲပြီးမှ ကျွန်တော်တို့ကစီစင်းတဲ့တာသမီတွေကျွေးမွေးတော့တာသမီတွေဖြစ်ဖို့အတွက်ကျွန်တော်တို့တည်ထားတဲ့အရာကိုပြောဖို့ထမဟုတ်ပဲနဲ့ဒါကြောင့်မြဲတဲ့ကျွန်တော်ကိုယ်တိုင်လည်းမလုပ်ရလဲဆိုနှုတ်ကပတ်တော်စာသုံးတဲ့အခါမှာ ခင်ယေရှုကိုရောကိုလိုအပ်တယ်အာမင်ခုနရှိမှဥဆောင်စစ်စင်းတဲ့သူတွေကိုကျွန်တော်နားထောင်တဲ့အခါမှာလဲကျွန်တော်သခင်ပြားကိုပဲတို့ထိသခင်ဘာစကားပြောချင်တာသခင်ရဲ့တို့ထိခြင်းဒါကြောင့်မို့ဘသူပဲစစ်စင်းမစေနော်သခင်ကျွန်တော်ကိုဘာကြွေးချင်တာလဲသခင်ကိုတို့ထိလိုက်ဖို့ပဲသခင်ကိုတို့ထိတဲ့အခါကျမှကို့အထက်မှာဘာဖြစ်လာလဲအာ သခင်ရဲ့အသက် ကျွန်တော်အထဲမှာစီစဉ်ပေးခြင်းနဲ့ကျွန်တော်ရဲ့အသက်တာအထဲမှာသခင်ရဲ့ရယူပေးခြင်းကတရက်ပြီးတရက်ကိုယ်အထဲမှာမြင်တွေ့လာဒါကြောင့်မို့ကျွန်တော်တို့ကအသင်းတော်အသက်တာကိုတည်ဆောက်တယ်ဆိုတာသခင်ရဲ့အသက်နဲ့ပဲတည်ဆောက်တာအာမင်ဩဝါဒနဲ့တည်ဆောက်တာမဟုတ်ဘူးဒါအများကြီးရှိတယ်ခုနရှိမှလည်းပြောပြီးဩဝါဒနဲ့ပတ်သက်ဒီမှာနော်ဒီထဲမှာနော် ျွန်တော်တို့တစ်ချိန်တုန်းက debate အရန်လောက်ကြတယ်နော်ကျွန်တော်ကတော့ငြိမ်ငြိမ်လေးနေတဲ့သူဆိုတော့ဒီလောက်မလုပ် debate တွေမလုပ်ဒါပေမဲ့ဆရာနဘေးမှာရှိတဲ့အခါကျတော့ဆရာနဘေးမှာဆရာသမားတွေကများတာကိုသူတို့ချင်းချင်း debate လုပ်တယ်ကဲခွဲခတ်မတားခြင်း predestine ဖယားခင်ကကြိုတင်ခွဲခတ်မတားလားဒါမှမဟုတ် အဲကိုယ့်ရဲ့ free will choice လာအများကြီးအဲ့ဒါမျိုးနော်ဩဝါဒအနေနဲ့ဒီနေ့အရေးကြီးဆုံးကဒီအရာတွေကျွန်တော်တို့ရဲ့အတ္တတာအထဲထဲမှာ तू ဘာပြောတယ်လဲလို့ပြောတဲ့အခါမှာနော် तू ပြောတဲ့အရာလေးလीကျွန်တော်နည်းနည်းတဘောကြတယ်ဒီမှာတင်ဒီတဲ့ဤသွန်တင်ခြင်းအလုံးကိုလိုက်လံဝေငှနိုင်မည်ဖြစ်တော်လေဝေငှလို့ရပါတယ်တဲ့ဝေငှနိုင်ပါတယ်တဲ့ လူများရဲ့အတွင်းပိုင်းမှာမူအသက်နဲ့ဝိညာဉ်ကိုဘယ်တော့အခါမှထိတွေ့ခြင်းမရှိပဲဖြစ်နေတယ်။အဲ့ဒါပဲ။ကျွန်တော်တို့ရဲ့အသက်တမခုနပြောတဲ့ဥစ္စာရှေးမစွာကခွဲခတ်မတားခြင်းနဲ့ပတ်သက်တဲ့ဩဝါဒကိုပြောလို့ရတယ်။ကိုလိုရာကိုရွေးချယ်နိုင်တဲ့အလိုဆန္ဒ free will choice အဲ့ဒါ။ပြင်ကျေးဇူးတော်တက်တဲ့ဗာလဲ grace လုံထုံရစိတ်ချလုံခြုံမှုအဲ့ဒါဗာလဲ assurance ကျွန်တော်တို့လည်းအခုဝင်ရတာပဲ assurance နော်စိတ်ချမှု၅ခုတပိမဲ့ဩဝါဒတက်ပြောတာမှမဟုတ်တာအဲ့ဒီအထဲမှာတခင်ရဲ့အသက်ကိုထိတွေ့ခံစားသွားဖို့အာမင်အေးအဲ့ဒီအရာကိုထိတွေ့ခံစားမှာတဲ့နော်ကျွန်တော်တို့ရဲ့အသက်တာထဲမှာဒီမှာပါပြောလဲဆိုရင်လူများရဲ့အတွင်ပိုင်းမှာမူတဲ့အသက်နဲ့ဝိညာဉ်ကိုဘယ်တော့အခါမှထိတွေ့ခြင်းမရှိဘူးဆိုရင်ကျွန်တော်တို့ပြောတဲ့အရာကဩဝါဒဖြစ်သွားပြီ လူတွေအသက်တမ်းမှာအသက်နဲ့ဝိညာဉ်ထဲမှာသခင်ကိုထိတွေ့ဖို့ဒါကြောင့်ကျွန်တော်တို့စစ်စစ်နေတဲ့အခါမှာလည်းပဲသခင်ကိုတော့ဗာကြွေးမွေးခြင်းလေတားကိုဗာပြောခြင်းတယ်လေအင်းဒီနားထောင်ရင်းနဲ့သခင်ကိုထိတွေ့ဖို့အတွက်အာမင်ဒါရန်ရည်ကြည်တဲ့ကိစ္စဖြစ်ပါတယ်အဲ့ဒီလိုသခင်ကိုထိတွေ့လိုက်တဲ့အခါမှာသခင်ရဲ့အသက်ကိုမိမိအထဲမှာဖျားပါလို့ပြီးလေ သူကိုယ်တိုင်သူ့ရဲ့အသက်ကိုဝေငှဖြန့်ဖြူးပေးတာကိုယ်အထဲမှာအာမင်ဒါကြောင့်ကျွန်တော်တို့ရဲ့အသက်တာအထဲထဲမှာเนาะကျွန်တော်တို့ဤတဲ့အသက်တာ၌စစ်မှန်တော်ပြောင်းလဲခြင်းမှာအခြားသူများအားကဲ့တင်ခြင်းတို့ရောက်ရှိစေခြင်းဖြစ်ပါれเนาะဒါကြောင့်မို့ကဲ့တင်ခြင်းမရသေးတဲ့သူတွေဖြားเจ้าမှာရှိတဲ့အခါမှာကိုကိုတိုင်ကိုယ့်ရဲ့အသက်တာထဲမှာဖရာရဲ့ရယူခြင်း ဖယားတခင်ကိုကိုထိတွေ့ကြောင်းလဲစီတာကိုသူ့ရဲ့အတ္တတာမှာလည်းပဲတခင်ခရစ်တော်ကိုထိတွေ့ခံစားသွားဖို့ကျွန်တော်တို့စီစဉ်ဖို့အတွက်ဖြစ်အာမင်ဒါကြောင့်ထိုခါတဲ့ကျွန်တော်တို့ရဲ့တွင်တင်ခြင်းများထက်တဲ့တာလွန်တိတစုံတစ်ခုတော့အရာကိုရရှိရန်လိုအပ်တယ်။တော့တွင်တင်ခြင်းတစ်ခုပဲမဟုတ်ပဲနဲ့ကျွန်တော်တို့ခုနပြောတဲ့အတ္တတာအထဲထဲမှာတို့တွေခံစားသွားဖို့ ဒီထဲမှာတခုတဘောကြတဲ့ဥစ္စာကိုနော်ကျွန်တော်ဖတ်ချင်ပါတယ်။တမန်ကျမ်းစာ၌ရှိတဲ့တုန်တင်ခြင်းများအလုံးဟာတဲ့ကျွန်တော်တို့အထဲသို့ခရစ်တော်ကိုတည်ဆောင်ပေးတဲ့မော်တော်ကအလုံးဩဝါဒလုပ်တာတွေကအလုံးတမန်တရားမှာရှိတဲ့စကားပဲနော်။ကိုကဩဝါဒလုပ်လိုက်လို့တာကိုကချော့သွားတာ။အလုံးကဖျားစကားဩဝါဒလုပ်ဖို့မဟုတ်အဲ့ဒီအရာအလုံးကဘာလုပ်ဖို့အတွက်လဲဆိုရင်ခရစ် တော်ကိုကျွန်တော်တို့ကထိတွေ့ခံစားဖို့အတွက်ဒါကြောင့်တွင်တင်ချင်းခုနပြောတဲ့ဥစ္စာအဲ့ဒီတွင်တင်ချင်းအားလုံးကအဲ့ကျွန်ုပ်တို့ထံသို့ခရစ်တော်ကိုတည်ဆောင်ပေးတဲ့မော်တော်ကအဲ့ဒီတွင်တင်ချင်းတွေကဘာနဲ့သွားတူလဲဆိုမော်တော်ကအဲ့ခုကကျွန်တော်တို့ကဩဝါဒကဟာငါရဲ့မော်တော်ကဘလောက်ကောင်းတယ်အမလေးဘလို့ရှိုင်းထားတာအမလေးကျွန်တော်ဥစ္စာပြိုင်ကအကောင်တော်မလုံးနဲ့ငါဥစ္စာကတော့ SUV အတော်မလုံးနဲ့ ကားကိုရေးလေပါဖြစ်နေလေကြွားလုံးထုံနေတကယ်တမ်းကျတော့ကျွန်တော်တို့ရဲ့အတ္တအแทဲထဲမှာခရစ်တော်ထံသို့တည်ဆောင်ပေးတဲ့မော်တော်ကားတွေကဘာလဲဆိုခုနပြောတဲ့တမချန်းစာနဲ့ရှိတဲ့တွင်တင်ချက်ကျွန်တော်တို့အဲ့ဒီတွင်တင်ချက်တွေကဘုတုထံရောက်ဖို့အတွက်လေခရစ်တော်ထံရောက်ဖို့အကြိမ်ွေးခရစ်တော်ထံမရောက်ဘူးဆိုကျွန်တော်ဘယ်လောက်ပြောပြောအလကားပဲကျွန်တော်ဘယ်လောက်ပဲစီစီစီအလကားပဲခရစ်တော်ထံမရောက်တော့ဘူးဆိုရင် ဒါကြောင့်ကျွန်တော်တို့တယောက်ချင်းစီတိုင်းတော့စစ်စစ်နဲ့အရာတစ်ခုချင်းစီတိုင်းကဝေငှချက်တွေတစ်ခုချင်းစီတိုင်းကခရစ်တော်ကိုထိတွေ့ဖို့ခရစ်တော်ကိုအမျက်ရဖို့အဲ့ဒါပဲရှင်ပေါ်လူပြောတာခရစ်တော်ကိုအမျက်ရဖို့ဒါဆိုရင်ဘာဖြစ်လဲခရစ်တော်ရဲ့အသက်ကိုထိတွေ့လိုက်ပြီဆိုတဲ့အဲ့ဒီသူရဲ့အသက်တာကသခင်အသက်နဲ့တိဆောက်တဲ့အသက်တာအသင်းတော်အသက်တာထမရောက်ရှိလာပြီအာမင်ဒါကြောင့်အရောက်တိုင်း ဒီနေ့ကျွန်တော်တယောက်ချင်းစီတိုင်းအသင်းတော်အတ္တကိုဩဝါဒတက်တက်နဲ့တိဆောက်ထားခြင်းမဟုတ်ပဲနဲ့တခင်ရဲ့အတ္တနဲ့တိဆောက်ထားတယ်ဆိုတာကျွန်တော်စာသုံးရတာကိုလည်းပဲเนาะစီစဉ်ခြင်းဖြစ်တယ်လို့တခင်ယေရှုကိုရောကိုချစ်ပါ၏အာမင်